တစ်ဖက်သားအပေါ်မှာအမားတွေမလွန်ကျူးမိအောင်နေထိုင်ပါတစ်ဖက်သားကကို့အပေါ်အမားတွေလွန်ကျူးတာခံလိုက်ရတဲ့အခါဒီမှာလဲခွန့်လွတ်နိုင်အောင်ပဲကြိုးစားပေးပါကို့ရင်ထဲမှာဒေါသတွေနဲ့ရောထွေပြီးတော့မကြေနပ်တာတွေကိုသိမ့်မထားမိပါစေနဲ့တစ်ဖက်သားရဲ့အမားတွေကိုခွန့်မလွတ်နိုင်သမျှ ိုယ်ပဲပူလောင်ဆင်းရဲနေရမယ်ဆိုတာသိမြင်ထားပါခွန့်လွတ်တယ်ဆိုတာသူချမ်းသာဖို့ကြီးတက်တက်မဟုတ်ဘူးကို့မှာဆင်းရဲပူလောင်ခံစားမနေရဘူးကိုချမ်းသာဖို့အတွက်လဲဖြစ်တယ်အာနာရင်ခါပါတတ်တယ်ဆိုတာမှန်ပေမဲ့အာမနာဘူးဘသူမှအာမနာတော့ဘူးလို့ခေဩနေဖို့တော့မဟုတ်ဘူး လိန်လိန်မာမာပါပါနဲ့နဲ့နဲ့ငင်းဆူတက်ဖို့ကလည်းလိုသေးတယ်လို့သိထားရမယ်။ဒါကြောင့်ကိုမဖြစ်နိုင်တဲ့အရာတွေကိုအာမနာပါနဲ့အာနာပြီးခါပါမခံပါနဲ့လိန်မာပါနဲ့စွာနဲ့ငင်းဆူနိုင်ရမယ်။အာနာလို့ခါပါသွားပြီဆိုရင်ခါပါသွားတဲ့ဆင်းရဲဒုက္ခတွေရောခါပါသွားလို့ခံစားနေရတဲ့စိတ်ဒုက္ခတွေရော မနေမနောတမြင့်မြင့်ခံစားနေရလိမ့်မယ်သူများကိုမမှန်တာမလုပ်တတ်ဘူးသူများအပေါ်မမှန်တာမပြောတတ်ဘူးသူများအပေါ်မမှန်တဲ့မကောင်းစိတ်မထားတတ်ဘူးငါကလူမှန်กว่าဆိုသူတွေဟာကလေးညာများတဲ့သူတွေလူလိန်လူညာတွေနဲ့တွေ့ကြုံရတဲ့အခါကိုလိုထင်းပြီးတော့ခံလိုက်ရတာကများတယ် ဘယ်လိုဖြစ်နေပါစေလူမှန်ပဲဖြစ်အောင်နေပြီးတော့ကိုမခံရအောင်လဲကြိုးစားကြင်ကြံနေထိုင်ရမယ်ဘယ်တော့မှလူမှန်ဘဝကနေလူမမှန်လူညာဆိုးရှိသူမဖြစ်ပါစေနဲ့သူများတွေကိုကူညီခြင်းစိတ်ရှိတာကူညီတာတွေဟာကောင်းပြီမဲ့မျော်လင့်ချက်နဲ့ကူညီနေမိတာဆိုရင်တော့မကောင်းဘူး အဲ့ဒီမျောလင့်ချက်ကတနေ့ကိုကိုစိတ်ဆင်းရဲစိတ်ဒုက္ခကောင်းကောင်းပေးလိမ့်မယ်။ကူညီခြင်းလို့ကူညီတာလဲမကောင်းသလိုမျောလင့်ချက်နဲ့ကူညီခြင်းတာကလည်းမကောင်းဘူး။ဒါကြောင့်ကူညီခြင်းယုံတက်တက်နဲ့မကူညီပါနဲ့။မျောလင့်ချက်တစ်ခုခုကြောင့်လည်းမကူညီပါနဲ့။ကူညီတဲ့လူကို ကူညီတဲ့အခါမှာ ကူညီလိုက်တာပဲဖြစ်ပါစေ။ကိုကအပျော်ကောင်းသူဖြစ်ရင်ကိုရဲ့အပျော်ကောင်းမှုကြောင့်ကိုကိုချစ်ခင်လာသူတွေပေါ်များလာနိုင်ပါလေ။ပြီးထားရမှာကကိုကသူများပြောတာတွေကိုနားထောင်ကောင်းသူဖြစ်ရင်တော့သူများပြောစကားတွေကိုကောင်းကောင်းနားထောင်တတ်သူဖြစ်ရင်တော့အပိပညာတွေအဟုတုတ္တတွေကျေဝသူဖြစ်နိုင်တယ်။ဒါကြောင့် ကိုယ်တိုင်အပြောကောင်းအောင်လည်းကြိုးစားပါ သူများပြောတာကိုနားထောင်ကောင်းသူဖြစ်အောင်လည်းအားထုတ်ပါစကားဆိုတာများများပြောပြီးနေနေနားထောင်တာထက်များများနားထောင်ပြီးတော့နေနေပြောသူဖြစ်တာက ကိုယ့်အတွက်ကောင်းချိုးပိုးရနိုင်တယ်ကိုယ်နဲ့ပေါင်းမဲ့သင်းမဲ့လူကို သူကဘယ်လိုလူလဲလူကောင်းလားလူဆိုးလားဆိုတာ မိမြင်ထားဖို့လိုတယ်လူဆိုမှမသိလူကောင်းမှမသိဆိုရင်လည်းမကောင်းပါဘူးလူကောင်းဆိုရင်စီကနေယူဖို့လူဆိုဆိုရင်ရှောင်ခွာဖို့လိုအပ်တယ်ဒီတိုင်းပဲကိုကူကူလည်းဘယ်လိုလူလဲဆိုတာအမြဲဝေဖန်ဆန်းစစ်ဖို့ကဘူးတောင်အရေးကြီးကိုဟာကောင်းသူဖြစ်နေရဲ့လားမကောင်းသူ ဖြစ်နေသလားကောင်းနာတွေလုပ်နေသူလား ကိုဟာမကောင်းတာတွေလုပ်နေသူလားကိုဟာကောင်းတာတွေပဲပြောနေသူလားကိုဟာမကောင်းတဲ့စကားတွေပြောနေသူလားကိုဟာစိတ်ကောင်းစေတနာကောင်းရှိသူလားကိုဟာစိတ်ဆိုးစိတ်ယုံရှိနေသူလားကိုကိုကိုလည်းကြည်မြင်နေဖို့လိုအပ်တယ်ကိုနဲ့ပေါင်းတဲ့သူပေါင်းမဲ့သူဟာလူကောင်းလားလူဆိုးလားဆိုတာသိနေဖို့အရေးကြီးတယ်လို့ ိုးကိုကိုလည်းကောင်းသူဖြစ်ရလားဆိုးသူဖြစ်နေလားဆိုတာပို့ပြီးတော့သိဖို့အရေးကြီးတယ်အမြဲတမ်းကိုကိုကိုဆန်းစစ်နေဖို့လိုတယ်လို့ပြောခြင်းတယ်ကိုကိုလက်ညိုးတွေဝိုင်းထိုးနေကြတဲ့သူတွေကိုပြန်ပြီးတော့လက်ညိုးနဲ့ထိုးနိုင်ဖို့မကြိုးစားခြင်းပါနဲ့အဲ့ဒီကိုကိုလက်ညိုးထိုးနေသူတွေကြားထဲမှာ ကိုဟာလက်မထောင်နိုင်တဲ့သူဖြစ်အောင်ပဲကြိုးစားပါကိုကိုမဲ့ရွဲ့မင်းကိုစောင်းမြောင်းနေတဲ့သူတွေချားတဲ့မှာသူတို့လိုပဲငါလဲမဲ့ရွဲ့မင်းကိုစောင်းမြောင်းပြစ်မယ်လို့ဘယ်တော့မှအာမထုတ်ပါနဲ့အဲ့ဒီသူတွေချားတဲ့မှာကိုမျက်နှာကိုအောင်မြင်တဲ့အပြုံးတွေနဲ့ပြုံးနိုင်အောင်ပဲကြိုးစားပါလို့ပြောကြခြင်းနေဒီကုန်းရုပ်အနေနဲ့ပြောရရင် လူဆိုတာလူတွေထဲမှာနေနေရတဲ့လူတယောက်ဖြစ်တာကြောင့်လူတွေနဲ့ဆက်ဆံပေါင်းသင်းနေထိုင်ရမှာပဲဖြစ်တယ်။အဲ့ဒီဆက်ဆံပေါင်းသင်းရေးမှာအဆင်မပြေတာတွေတရားပြစ်တာတွေဖြစ်လာရင်အဲ့ဒီလူဟာမငြိမ်းချမ်းတော့ဘူး။ဒါကြောင့်လူငြိမ်းချမ်းမှုရှားကျင်တယ်လူကျင်တယ်ဆိုရင် လူနဲ့ဆက်ဆံရာတွေမှာတရားမှန်ဆက်ဆံတတ်ဖို့ကအရေးကြီးတယ်လို့ပြောကြရင်ညီုံ ချုပ်ချင်တယ်။ အားလုံးအားလုံးလူနဲ့လူဆက်ဆံရမှာပမာဏမှာဆက်ဆံနိုင်ကြပါစေဆက်ဆံတတ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်